မင်္ဂလာပါလို့ဥစွာပနာမနှုတ်ခွန်းဆက်တာပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ဘာမိဝီကတ်စတိုရီချန်နယ်ကနေပြန်လည်ကြိုဆိုပါတယ်ဇလန်းစားမှာလူနှစ်ယောက်ကိုမြေကြီးထဲကိုမြုပ်ထားပြီးခေါင်းတွေပဲဖော်ထားကနတ်ဆရာမကသူတို့ရဲ့ခေါင်းတွေကိုကင်ပြီးမန္တန်တွေကိုရွတ်ဆိုနေပါတယ်သူတို့နှစ်ယောက်ကလည်းကြောက်လန့်ပြီးအော်ဟစ်နေကြပါတယ်ဒါကဘာကြောင့်ဖြစ်ရတာလဲဆိုတာကိုအဲ့ဒီမတိုင်ခင်6ရက်ကိုပြန်သွားကြရအောင်ပါတနေ့မှာတော့ဈေးတွေကိုတထေးကြီးတဦးကဈေးလာဝယ်နေပြီး လူတိုင်းကလည်းသူ့ကိုတည်တယ်လို့လေးလေးဆန်းဆန်းနှုတ်ဆက်ကြပါတယ်ဒီလိုနဲ့သူဈေးဝယ်ပြီးဆိုင်ကယ်နဲ့ပြန်လာခဲ့လိုက်ပါတယ်အဲ့ဒီနောက်မှာရွာလူကြီးဘူလီတို့ရဲ့ရာဘာချမ်းမှာရွာလူကြီးကအလုသမားတွေနဲ့စကားပြောနေပြီးတတိကြီးကလည်းရောက်လာတဲ့အခါမှာတော့စကားပြောနှုတ်ဆက်လိုက်ကြပြီးတတိကြီးရဲ့ရာဘာချမ်းကအထွက်ရမ်းကောင်းတာကြောင့်နီလန်လေးမြမျှပေးလို့ရမလားလို့ပြောလိုက်ပါတယ်တတိကြီးကတော့ဒီအကြောင်းကိုနောက်မှပြောမယ်လို့ဆိုကသူ့သမီးနူရီရဲ့ဘွဲ့ယူဘွဲ့ရှိသေးတယ်လို့ပြောပြီးထွက်သွားပါတယ် ူသွားနေရင်တံတားပေါ်အရောက်မှာကားတစ်စီးကသူ့ကိုတိုက်မိမလို့ဖြစ်သွားကစံမောင်းသွားတဲ့အခါမှာတော့စိတ်ဆိုးပြီးអော်လိုက်ပါတယ်။ကားကတော့ဂယူးမဆိုင်ပဲစံမောင်းသွားခဲ့ပါတယ်။သူကရာဘာချမ်ပါရှင်တတိဖြစ်ပြီးဒီနေ့တကြောမှအချမ်းသာဆုံးပါပဲ။သူကရန်တာဆိုတဲ့တားတယောက်ရှိကဘာဖြစ်သူကလည်းအဖေဂျာကင်ကြီးဝေထားတာမအိုက်ဘူးလားလို့ဆိုတော့သူချမ်းနေတာလို့ဆိုပါတယ်။ဘာဖြစ်သူကိုလည်းကောလိပ်တက်ဖို့လှုပ်ခိုင်းပေမဲ့ရန်တာကတော့သူ့အဖေရာဘာချမ်ကိုပဲကုပေးဖို့စိတ်ကူးရှိနေပါတယ်။အဖေကလည်းမင်းကောလိပ်မတက်ချင်ရင်လည်းရဲတဲ့နန်းသွားတက် ်ရဲမှုကြီးလှုပ်ပေါက်ကွာလို့ပြောလိုက်ပါတယ်။ပြီးတာနဲ့တတိကြီးမှဒီလိုခေါ်တဲ့မြင်းတကောင်လည်းရှိပါတယ်။အဲ့ဒီမြင်းကိုသူ့ရဲ့တူမအာချန်ကထိန်းချောင်းပေးရပါတယ်။အဲ့ဒီနောက်မှာတတိကြီးတို့လင်မယားကစကားပြောနေကြရင်မိမဖြစ်သူက "तू မသွားကျင်တာကိုဖိအားမပေးနဲ့"လို့ပြောနေကတတိကြီးကလည်းသူ့ရဲ့သားနဲ့သမီးအကြီးတွေကအောင်မြင်နေကြပြီးအငယ်ဆုံးကတော့အထက်တန်းအောင်ပြီးခြံထဲမှာပဲဝိုင်းကူနေရလို့အားမရပဲအမိကိုပဲရောက်စေချင်နေပါတယ်။မိမဖြစ်သူကနောက်ဆိုရင်လည်းသူ့ပဲစိုက်ခင်းကိုတာဝန်ယူရမှာလို့ပြောတော့အဲ့ဒါကနောက်မှလေ နေကငါ့ကိုမမြန်သွားစေချင်မီလားလို့နောက်လိုက်ပါတယ်။ဒါပေမဲ့မိမဖြစ်သူကအဲ့လိုပြောတာကိုသဘောမကျပါဘူး။ဒီလိုပြောနေရင်တတိကြီးကရင်ပအောင်လာပြီ။မိမဖြစ်သူကလည်းကူပေးလိုက်ကထိုင်ကုန်မှထိုင်ခိုင်းလိုက်ပြီးဒဲစာကပေးလိုက်တဲ့ရေဘူးဆက်ကလေးနဲ့မနှက်ပြမနှက်ပိုင်းမှာရေချိုးလိုက်ပါလို့ပြောလိုက်ပါတယ်။ဒီလိုနဲ့နောက်တနေ့မနှက်ကလီဝွန်အင်ကာနေမှာတတိကြီးကနိုးလာပြီးရေချိုးဖို့ရေဘူးဆက်ကိုဖွင့်လိုက်ကကျမ်းမကြီးကလည်းမကောင်းတဲ့အခါမှာတော့ချောင်းတွေစိုးနေပြီးရေဘူးဆက်ကပို့ပြီးပူလာသလိုလျှော့ပြစ်နေပါတယ်။ ရေတွေကသူ့နားကိုရောက်ခံနေမှနေရာရွေသွားလို့လွတ်သွားပါတယ်။သူချောင်းဆိုးပြီးနည်းနည်းတက်တာသွားတဲ့အခါမှာတော့ရေတွေရှန်နေတာကိုသတိထားမိသွားပြီးပိတ်ဖို့လှုပ်ချိန်မှာပဲရေတဲကိုချက်လောက်ကအချမှာလက်လိုက်ပြီးလဲကြကတီဆုံးသွားပါတယ်။သူတီဆုံးတဲ့နေ့ဟာကလီဝွန်အင်ကာနေ့ဖြစ်နေပါတယ်။သူတို့စီမှာအယူတစ်ခုရှိကြပါတယ်။ကလီဝွန်အင်ကာနေ့မှာတီဆုံးသွားခဲ့ရင်သူ့ရဲ့မိသားစုဒါမှမဟုတ်သူတို့ရဲ့အရင်းနှီးဆုံးသူတွေကိုလည်းခေါ်သွားလိမ့်မယ်။တီဆုံးခြင်းနဲ့ကန့်ဆုံးမှုတွေသူတို့အပေါ်ကြာရောက်လိမ့်မယ်။ အဲဒီနောက်မှာတော့တတိကြီးရဲ့တမီနူရီကလည်းအပြေးပြန်ရောက်လာကသူမငငယ်ကအဖေဖြစ်သူကလက်ဆောင်ပေးတာကိုပြန်အမှတ်ရနေခဲ့ပါတယ်ဒီလိုနဲ့သားကြီးကလည်းပြန်ရောက်လာခဲ့ကသူ့ကိုလည်းအဖေဖြစ်သူကဘွဲရမှာဖြစ်မယ်လို့ဆိုကတရားဝင်တယောက်ဖြစ်အောင်လုပ်ပေးခဲ့ပါတယ်ဒီလိုနဲ့တတိကြီးရဲ့အလောင်းသားမှာမိသားစုတွေပူဆွေးငိုကြွေးနေကြပါတယ်စာရုံဆိုတဲ့လူကလည်းစာရေးထားတဲ့အလံတွေကိုသူ့လူကိုလိုက်ထောင်မှုပေးလိုက်ပါတယ်ဒီအချိန်မှာပဲရွာလူကြီးကအလောင်းကိုတင်းကျိုင်းကိုပို့တဲ့အခါမှာ ဒေဆုံးသူရှိခဲ့စဉ်ကပကံတွေကိုမိသားစုကအရှိကနေခွဲသွားရမယ်။တတိကြီးဒေဆုံးတဲ့နေ့ကကလီဝွန်အင်္ကာနေ့မို့ကောင်းတဲ့နေ့မဟုတ်ဘူးလို့ဆိုပါတယ်။ဒီလိုမလုပ်ဘူးဆိုရင်နောက်၅ရက်အတွင်းတေသူကမိသားစုကိုခေါ်သွားမှာလို့ပြောလာပါတယ်။အငွေနှယောက်ကလက်ခံပေးမယ်ဆရာဝန်ဖြစ်တဲ့အကြီးဆုံးဆဲဆံကလက်မခံပါဘူး။ဒါရိုးရာတစ်ခုတက်တက်ပဲလို့ဆိုကပြောနေပြီ။ညီမဖြစ်သူကဖြောင်းပြပြောဆိုလိုက်တော့မှမင်းတို့ဘာသာမင်းတို့လောက်ကြလို့ပြောလိုက်ပါတယ်။ဒီလိုနဲ့အလောင်းကိုတင်းကျိုင်းကိုပိုးတဲ့နေ့မှာအမေဖြစ်သူက တိတ်တော့ကရောက်နေတာကြောင့်ပကန်းတွေကိုကိုင်းရင်လဲကြသွားပါတယ်ဒီတော့ဆဲဆာကအမေမလုပ်ချင်ရင်အနောက်မှာနေပါဘာမှမဖြစ်ပါဘူးလို့ပြောကဆဲဆာနဲ့အမေဖြစ်သူနဲ့ပကန်းကိုမခွဲပဲအနောက်ကလိုက်ပါတယ်ဒီတော့ရန်တာနဲ့နူရီကပဲလမ်းတစ်ကျောက်ပကန်းတွေခွဲပြီးသွားကြပါတယ်ပကန်းတွေကုန်သွားတဲ့အခါမှာတော့ပန်းတွေနဲ့ရောထားတဲ့အကြွေစိတ်ကိုတင်းချိုင်းကိုရောက်တဲ့အထိကျဲပြီးဆက်သွားကြရပါတယ်ဒီလိုနဲ့တင်းချိုင်းကိုရောက်သွားပြီးအတင်တူးထားတဲ့ကျင်းထဲကိုထည့်ကသူတို့ရဲ့ရိုးရာဓလိတွေအရတစောင်းထားကမြေမြို့ဖို့လှုပ်ချိန်မှာတော့ ။မေဖြစ်သူကငိုကြွေးပြီးကျမရှင်နဲ့လိုက်ခဲ့ပါတော့မယ်လို့ထပြောနေပါတယ်။ဒီတော့စာရိုကမျက်စောင်းထိုးပြီးတကယ်လဲလိုင်းမသွားရဲပဲနဲ့ဆိုပြီးတော့ပေါ့။တတိကြီးကိုမြင်မြုပ်ပြီးပထမနေ့မှာအိမ်မှာကျန်းစာရုပ်ဖတ်နေကြခြင်း။အမေဖြစ်သူကပူဆွေးပြီးမရုပ်ဖတ်ပဲနေခြင်းမှာယောက်ျားဖြစ်သူရဲ့ခေါ်တံကိုကြားလိုက်ရပါတယ်။ဒီတော့ဖျောင်းနိုင်မီးလေးကိုကင်ပြီးယောက်ျားရီလိုလိုက်ရှာနေပါတယ်။ယောက်ျားကြီးကျမကိုရှင်နဲ့တူကျမကိုခေါ်သွားပါလို့ပြောနေတာအော်ပြီးငိုနေပါလေဒီချိန်မှာပဲအတန်ထက်ကြားနေရလို့ထားလိုက်ချိန်မှာပဲ ရုတ်တရက်သမီးဖြစ်သူကနောက်ကနေရောက်လာလို့လှမ်းသွားပါတယ်။မိဖြစ်သူကိုချော့မော့ပြောနေပြီးရန်တာကထားသွားဖို့ပြင်တဲ့အခါမှာဒဲစာကထားမသွားခိုင်းပဲအမေကပူဆွေးနေတာမို့အားလုံးကိုဆက်ပြီးရုတ်ပတ်ဖို့တိုက်တွန်းလိုက်ပါတယ်။ဒီလိုနဲ့နူရီကအမေကိုအိယာတဲကိုပြန်ဖို့ကပြန်မဲလို့တော့အမေဖြစ်သူကနားထဲမှာကလောင်ကလောင်ဆိုတဲ့အတန်ကိုကြားနေရလို့နူရီကိုသူနဲ့အတူနေပေးဖို့ငိုပြီးပြောနေပါတယ်။ဒီတော့နူရီကလည်းအမေဖြစ်သူနဲ့အတူနေပေးလိုက်ပြီးညဆန်းနှစ်နာရီအရောက်မှာတော့နာယီကအတန်မြည်လာပြီး သူတို့အခန်းထဲကဓာတ်ပုံကလည်းလဲကျသွားတာကိုနူရီကသိလိုက်ပါတယ်။အမေကအိပ်ပျော်နေလို့သူ့မတယောက်တည်းထကလဲကျသွားတဲ့မိသားစုပုံကိုပြန်ထောင်လိုက်ပါတယ်။ပြီးတာနဲ့သူ့ရဲ့အမေမနိုးအောင်တိတ်တိတ်ကလေးထွက်သွားပါတယ်။သူမတန်းစင်ခန်းကိုဝင်ဖို့လှုပ်ချိန်မှာမိဖို့ကြောင့်တဲကနေဇွန်တန်ပကန်တန်တွေကိုကြားလိုက်ရပြီ။သူသွားကြည့်နေတော့မှပဲကော်ဖီတောက်တန်ကိုထပ်ကြားလိုက်ရပါတယ်။ဒီအချိန်မှာပဲသူ့ရဲ့လက်ထဲကမိကလည်းငြိမ်းသွားပါတယ်။အမေရဲ့အခန်းကိုပြန်ဝင်ဖို့လှုပ်ချိန်မှာပဲတန်းစင်ခန်းကရေတံကိုကြားလို့အနားကိုအသွားမှာ ထွက်လာတာကရန်တာဖြစ်နေပါတယ်။နူနူကလည်းအမေကအဖေအိမ်မှာရောက်နေတယ်လို့ပြောတယ်။သူ့ကိုပါခေါ်သွားဖို့ပြောနေတယ်လို့ဆိုတော့အဲ့ဒါရိုးရာဒလေအတိုင်းမလုပ်လို့ပဲလို့ရန်တာကပြောလိုက်ကအဖေကမကောင်းတဲ့နေ့မှာတီးခဲ့တာလေးလို့ဆိုပါတယ်။နူနူကလည်းဒါကိုအယုံကြည်မရှိပါဘူး။ဒီတော့အာဂျန်ကလည်းရန်တာကပြောတာမှန်တယ်လို့ပြောနေတော့မှတဲစားကရောက်လာပြီးမကောင်းတဲ့နေ့ဆိုတာမရှိဘူးလို့ဆိုကငါတို့ကပူဆွေးနေချိန်ဒီလိုကိစ္စတွေကိုယူမလာနဲ့လို့ပြောလိုက်ပါတယ်။ပြီးတော့ဆဲစားကသူ့ဆေးရုံမှာလူနာတွေများနေလို့ ီမှာတိတ်ကြံကြမနေနိုင်ဘူးလို့ပြောတော့ရန်တာကမင်းအပြင်ကကိစ္စတွေကဒီထက်ပိုအရေးကြီးနေတာလားလို့ဆိုတာထွက်သွားပါတယ်။စဲစာကလည်းရန်တာကိုသူများကိုမိခိုနေတဲ့ကောင်လို့ပြောတာထွက်သွားပါတယ်။ဒီချိန်မှာပဲအိမ်ပေါ်မင်းကလေးကနူရီရဲ့အနောက်မှာအလောင်းကောင်ကြီးကိုမြင်တွေ့လိုက်ရလို့အမြန်ထွက်သွားပါတယ်။ဒီလိုနဲ့ဒုတိယမြောက်နေ့မနက်မှာတော့နူရီကအမေဖြစ်သူကိုမတွေ့လို့လိုက်ရှာနေရင်အာချံကိုမေးတော့လဲမတီဘူးလို့ပြောလို့အပြင်ကိုထွက်အကြည့်မှာအိမ်အပြင်လမ်းမမှာအမေဖြစ်သူကအိတ်နေတာပါ။လူဒီတို့ကအပြင်ကိုထွက်ဖို့တကားဖွင့်မရဖြစ်နေပြီ ဒဲစာကလည်းအပြင်ကိုပြေးထွက်လာပါတယ်။လမ်းမှာကားတစ်စီးကလည်းအမြန်မောင်းလာနေကဒဲစာကခြံစည်းရိုးကိုကြောနေချိန်မှာပဲရန်တာကအပြင်ကနေပြန်လာနဲ့မြင်သွားပြီးသူကပဲအမြန်သွားပြီးလမ်းဘေးကိုဆွဲလိုက်လို့ကတ်သီးလေးလွတ်သွားပါတယ်။ဂါလူကြီးကလည်းကားမောင်းသမားကိုပြောတဲ့အခါမှာတော့တောင်းပန်သွားပါတယ်။ဂါလူကြီးကလည်းရန်တာကိုမင်းယုံယုံမယုံယုံဒီလိုတွေဖြစ်တာကမင်းပေတီတာနဲ့ဆိုင်တယ်လို့ပြောလိုက်ပါတယ်။ဒဲစာကလည်းကြားသွားပြီးတိတ်မကြိုက်ပါဘူး။ဒီလိုနဲ့နူရီနဲ့အာဂျန်ကအိတ်ခမ်းထဲကိုလိုက်ပို့လိုက်ပြီး အမေဖြစ်သူကလည်းသမီးတို့ကိုတည်င်းစိုးပြောစရာရှိတယ်။အမေကမကြခင်သွားရတော့မယ်လို့ဆိုပါတယ်။ပြီးတော့တည်င်းကောင်းလည်းရှိတယ်။သမီးတို့ကိုလည်းခေါ်သွားမှာပါလို့ပြောလိုက်ပါတယ်။ဒီအကြောင်းကိုဆဲစာကိုပြောပြလိုက်တော့ဆဲစာကလည်းဒီအကြောင်းတွေကိုမယုံကြည်ကြောင်းပြောဆိုနေကရန်နာကလည်းအဖေတီဆုံးတဲ့အချိန်ကအင်္ဂါဒလိအတိုင်းလိုက်မလို့လို့ပြောနေကစကားများနေကြရင်မင်းကအရန်တော်တဲ့ဆရာဝန်တယောက်ပါ။ဘာလို့အမေရဲ့အဖူချင်းကပုံမှန်ဖြစ်နေပြီးအရန်ချမ်းတုံနေရတာလဲလို့ပြောလိုက်ပါတယ်။ဒီတော့ညီကိုနှစ်ယောက်ပိုဆိုးလာမဲ့အချိန်တွေကိုဖြစ်နေလို့နူဒီကဝန်တားလိုက်ပါတယ်။ ဈေးစာကလည်းငါကအိမ်တော်ဦးစီးဖြစ်သွားပြီငါပဲစီစီမယ်မင်းတို့ကြိုက်ကြိုက်မကြိုက်ကြိုက်လို့ဆိုကထွက်သွားပါတယ်ဒီလိုနဲ့တတိကြီးကတေဆုံးပြီးတတိယနေ့ကိုရောက်လာပါတယ်အမေဖြစ်သူကလည်းနူရီကအင်ဂျင်နီယာတယောက်ဖြစ်ပြီးဘွဲ့ယူတော့မှာကိုအပေဖြစ်သူကအရန်ပျော်နေခဲ့တာလို့ဆိုကယောက်ျားကိုတတိပြန်ရနေပါတယ်ရန်သားကလည်းအလုံသမားတွေနဲ့အိမ်ကိုပြင်နေပြီးဈေးစာကရေချိုးကန်းကရှော့ဖြစ်နေတာကိုလည်းပြင်ခိုင်းလိုက်ပါတယ်အမေဖြစ်သူကလည်းတခုခုဖြစ်မှာကိုလည်းစိုးရိမ်နေပါတယ်ဈေးစာကလည်းသူဒီညပြန်တော့မှာဖြစ်ကား သေယုံကိုအကြာကြီးထားခဲ့လို့မရဘူးလို့ဆိုကာအမေအဆင်ပြေရလာလို့ပြီးတော့အမေဖြစ်သူကလည်းတားစိတ်ချမ်းသာအောင်အဆင်ပြေပါလေလို့ပြောလိုက်ပါတယ်။ညာရောက်တော့အမေဖြစ်သူကဝေးပြူဆူတောင်းနေပြီးအိမ်ကိုပြင်းတဲ့လူတွေကလည်းထုရိုက်နေတာကြောင့်အမေဖြစ်သူရဲ့အခန်းကပန်ကာကလှုပ်နေပါတယ်။ဒီချိန်မှာပဲရန်တာကလည်းအလုသမားတွေကိုပြန်ခိုင်းလိုက်ပြီးဝေးပြူနေတဲ့အမေရဲ့အနောက်ကမှန်တဲမှာလည်းအလောင်းကြီးကပေါ်လာပါတယ်။သူမကတော့မသိပဲဆက်ပြီးဝေးပြူနေရင်ပန်ကာကအတန်မီလာလို့ထပြီးလှုပ်နေတော့ကော်ဖီမွေးတဲ့ဇွန်းတန်ကိုကြားလိုက်ရပါတယ်။ သူမတကားကိုဖွင့်ကြည့်ဖို့လှုပ်ချိန်ပါပဲပြတင်းပေါက်ကရုတ်တရက်ပွင့်ပြီးလီရီလက်တိုက်နေလို့သွားပြီးဖို့အလုံးမှာပြုံးဆိုပြီးသူ့အရှိကိုအလောင်းကောင်ကြီးဇောက်ထိုးကြလာလို့လမ်းပြီးလဲသွားပါတယ်ဒီချိန်မှာပဲပန်ကန်ကလည်းပြုတ်ပြီးသူမဘော်ကိုကြကပန်ကန်နဲ့မျက်နှာကိုခုံးမိသွားပြီးမျက်လုံးပါထွက်ကတီးဆုံးသွားပါတယ်အဲ့ဒီနောက်အမေရဲ့နာရီးဖြစ်လာပြီးလူဒီကလည်းပူဆွေးငိုကြွေးနေကစဲစာကနှစ်သိမ့်ပေးလိုက်ပါတယ်ဒါလူကြီးကလည်းရန်တာကိုတပတ်ရမှရှိတဲ့နတ်ဆရာစီကိုသွားဖို့လမ်းညွှန်လိုက်ပြီးချက်ချင်းသွားဖို့တိုက်တွန်းလိုက်ပါတယ် ရန်တာကတခုခုလုံးကြမယ်လို့ပြောတော့ဆဲစာကမင်းကတေဆုံးချင်းကိုဟန်ထားဖို့လုံနိုင်တယ်ထင်နေတာလားလို့ဆိုကငါဆရာဝန်တော်ဘယ်ချိန်တေဆုံးမလဲမသိနိုင်ဘူးလို့ဆိုကစကားများရန်ဖြစ်ကြပါတယ်အဲဒီနောက်မှာနူရီကအမေရဲ့အလောင်းသားမှာအိပ်ပျော်နေရင်သူမအမေရဲ့အလောင်းကထလာပြီးသူ့ကိုဆွဲခေါ်တာကိုအိမ်မက်မက်ကလန်နိုးလာပါတယ်သူကြည့်လိုက်တော့အမေရဲ့မျက်နှာကသူ့ဘက်ကိုလှည့်နေတာကိုမြင်လိုက်ရပါတယ်ဒီတော့ပြန်တဲလိုက်ပြီးအဝတ်နဲ့အုပ်ပေးလိုက်ပါတယ်ဆဲစာကလည်းညဘက်ရွာလန်းတံတားပေါ်မှာဆီလီတောက်နေရင်အမေဖြစ်သူကိုမြင်လိုက်ရကား အမေတို့နဲ့လိုက်ခဲ့ပါလို့ပြောနေလို့ဇဲစာလည်းဆိုင်ကယ်နဲ့အမြန်ပြန်ပြေးလာလိုက်ပါတယ်။အင်ကိုရောက်တဲ့အခါမှာတော့ကြောက်ကြောက်နဲ့ဆေးတောက်ပြီးအိတ်လိုက်ပါတယ်။ဒီလိုနဲ့တတိကြီးတည်ဆုံးပြီးလေးရမြောင်းနေကိုရောက်လာကအမေဖြစ်သူကိုတော့တင်းကြိုင်းမှာပဲမြေမျိုးလိုက်ကြပြီးအပြန်မှာတဖက်ရွာကနတ်ဆီယာမစီကိုသွားဖို့နူရီကိုပြောလိုက်ပါတယ်။ဇဲစာကသွားမှာမဟုတ်ဘူးလို့ဆိုတော့ရန်တာကသူတို့နှစ်ယောက်ပဲသွားမယ်လို့ဆိုကဆိုင်ကယ်နဲ့ထွက်သွားကြပါတယ်။ဇဲစာကလည်းအိမ်မှာတယောက်တည်းကြံခဲ့ပြီးအိယာနိုးလာတော့စိတ်ကြောက်ချနေပြီးချမ်းနေခဲ့ပါတယ်။ ်သူ့ကိုအမေကခေါ်နေတာကိုကြားလို့တကားကျမ်းမှာဝိညာဉ်တကောင်ရှိနေပါတယ်အပြင်မှာအာကျန်ကဖုံးပြောနေပြီးဆဲစာထွက်လာတဲ့အခါမှာတော့အမြန်ချလိုက်ပါတယ်ဆဲစာကအမေရဲ့အခန်းကမျက်နှာချက်ကိုလည်းပြင်ဖို့အာကျန်ကိုတတိပေးလိုက်ပါတယ်ဆဲစာကချမ်းလာလို့မေးတော့အာကျန်ကအိုက်နေတာလို့ဆိုကစည်းကမ်းကိုလိုက်ပို့ဖို့ပြောတော့လဲရပါတယ်လို့ဆိုပါတယ်တစ်ဖက်မှာလည်းရန်တာတို့နှစ်ယောက်ကနတ်ဆရာမအိမ်ကိုရောက်သွားကမင်းတို့ပါလာလောက်ကြတာလဲလို့စီးမေးပါတော့တယ်ဆဲစာကလည်းဝိပုစုတောင်းပြီးပြန်တဲ့လူတွေကိုနှုတ်ဆက်လိုက်ပြီး လာလူကြီးကလည်းမင်းတခုခုလိုအပ်ရင်ငါ့ကိုဖုံးဆက်ပါလို့မှားသွားပါတယ်။ဇဲစာကလည်းသူတယောက်တည်းချမ်းနေပြီးရွာလူကြီးဘူဒီကဒီမီသားစုအရေးကိုဝင်ပါနေလားလို့အာချံကုံမေးတော့အာချံကလည်းရန်တန်ကတော့အရန်ရင်းနေပြီးသူ့စကားကိုနားထောင်နေဘူဒီရဲ့ထိန်ချုပ်မှုအောက်ရောက်သွားနိုင်တယ်လို့ဆိုပါတယ်။ဘူဒီကရန်တာကိုပြောနေခဲ့တာတွေကိုပြန်တွေးမိပြီးနတ်ဆရာစီကိုလမ်းညွန်သွားတာကိုလည်းတီးသွားပါတယ်။ရန်တာတို့နှစ်ယောက်ကလည်းနတ်ဆရာမှာပြောပြနေတာကိုနားထောင်နေကြပါတယ်။ အိမ်မှာလဲဆဲစာနဲ့အာဂျန်ပဲရှိနေပြီအာဂျန်ကဆဲစာကိုစောင့်ကြည့်နေပါတယ်ဆဲစာကလည်းချမ်းလာလို့စေးလိုက်ရှာရင်ကတင်အောက်ကိုလက်နဲ့ဆမ်းမိလိုက်ကလက်ထဲပါလာတာကမျက်လုံးကြီးဖြစ်နေလို့လှန်သွားပါတယ်သူတတိထားမိပြီးပြန်ကြည့်တဲ့အခါမှာတော့ဘာမှမရှိပါဘူးဒီတော့ကတင်အောက်ကိုထပ်ပြီးဆမ်းလိုက်တော့ပစ္စည်းတစ်ခုကိုရှာတွေ့သွားပါတယ်အဲ့ဒီအရာကိုဖွင့်ကြည့်ပြီးဓာတ်ပုံရိုက်ကနူရီစီကိုပို့လိုက်ပါတယ်ဒီအချိန်မှာပဲပြတင်းတကားကပွင့်သွားလို့တွားကြည့်နေချိန်အနောက်မှာအလောင်းကောင်းကြီးကရောက်နေတာကိုလက်ကြည့်မိသွားလို့မျက်လုံးမိတ်ထားလိုက်ပါတယ် ဒီချိန်မှာပဲချမ်းအပြင်ကနေသူ့ရဲ့အဖေကအဖေနောက်လိုက်ခဲ့လို့ခေါ်လို့အနောက်ကနေပြေးလိုက်သွားပါတယ်။အာချန်ကလည်းဆဲစာကိုမတွေးလို့လိုက်ရှာနေပါတော့တယ်။နူရီတို့ကိုလည်းနတ်ဆီယာမကမင်းတို့ဒလိထုံးစံကိုမလုပ်လို့တမိသားစုလုံးတည်ရမှာလို့ပြောနေလို့ကြောက်လန့်နေကြပါတယ်။ဒီချိန်မှာပဲဖုန်းဝင်လာလို့ကြိလိုက်တော့ပုံကိုလည်းမြင်လိုက်ရပြီ။ဆဲစာပြောင်းနေတာကိုအာချန်ကပြောတော့နူရီတို့နှစ်ယောက်အမြန်ပြန်ဖို့လုပ်ကြပါတယ်။ဆဲစာကလည်းအဖေနောက်ကိုလိုက်ရင်အဖေကပျောက်သွားလို့မိကြီးလေးနဲ့ချက်လိုက်အဖေကိုခေါ်လိုက်နဲ့လိုက်ရှာနေတော့မှပဲ။ သူ့ရှိကိုသူ့အမေရဲ့အလောင်းကြီးရောက်လာလို့ထွက်ပြေးပါတော့တယ်။သူပြေးနေရင်ထောင်ချောက်ကိုနင်းမိပြီးလဲကျသွားပါတယ်။ရန်တာတို့မောင်နှမကလည်းအမြန်ပြန်လာနေကြပါပြီ။တဲဆာကလည်းသူ့ခြေတော်ကထောင်ချောက်ကို ဖြုတ်လိုက်ပြီးဘောင်းပီစားနဲ့စီးထားလိုက်ပါတယ်။အာချန်ကလည်းရွာကလူတွေနဲ့လိုက်ရှာနေကြပါတယ်။ဆဲဆာကကမ်းလန်းဘုံကိုရောက်တဲ့အခါမှာကားတစ်စီးအလာနဲ့တိုးပြီးသူ့ကိုနီးစက်ရဆေးကန်းကိုခေါ်သွားဖို့အကူအညီတောင်းတဲ့အခါမှာသူ့ကိုခေါ်သွားပြီးဆေးကန်းမှချပေးခဲ့ပြီးထွက်သွားပါတယ်။ဒီကန်းကလည်းလူတယောက်မှမရှိသလိုဖြစ်နေပါတယ်။ ဆဲစာနဲ့ဒဏ်ရာနဲ့စီကံတဲ့ကိုဝင်လိုက်ပြီးကတင်မော်ကိုတက်ကအဝေးတစ်ခုကိုခြုံနေလိုက်ပါတယ်ခဏနေတော့သူ့ရဲ့ကတင်ကိုဆွဲသွားတာကိုတီးလို့ဖွင့်ကြည့်တဲ့အခါမှာတော့သူ့ရဲ့အဖေနဲ့အမေဖြစ်နေတာသူလည်းတတိမိသွားပါတယ်တတိပြန်ရလာတဲ့အခါမှာအလောင်းတွေထားတဲ့ခန်းထဲကိုရောက်နေတာဖြစ်ပြီးအလောင်းတွေကလည်းထလာကသူ့နားကိုကတ်လာနေလို့ကြောက်ပြီးကတင်မော်ကနေပြုတ်ကြတာအချွန်နဲ့ခေါင်းကိုထိုးမိသွားပါတယ်ရန်တာတို့ကလည်းဘဲမှရှာမရဖြစ်နေချင်းဒီကန်းကိုရောက်နေတယ်လို့ဖုံးဆက်လာတာကြောင့်လိုက်သွားကြပါတယ် တကယ်တော့ဆဲစာကစေးုံလေးကိုအရောက်မှာပဲတတိမိနေတာကိုတွေ့ကဒဏ်ရာကြောင့်သွေးထွက်လွန်ပြီးတည်ဆုံသွားတာလို့ဆရာဝန်ကပြောပါတယ်။အဲဒီနောက်မှာတတိကြီးတည်ဆုံပြီး၅ရက်မြောက်နေ့မှာပဲဆဲစာကိုမြေမြုပ်လိုက်ကြပါတယ်။တင်းချိုင်းမှာစာရိုကလည်းအတင်းထားပါလို့နှိမ့်သိမ့်လိုက်ပါတယ်။လူကြီးကလည်းအရန်ကိုဝမ်းထဲကငိုကြွေးနေပြီးဒါတွေကအမှန်ပဲလား။ငါတို့ပါအဖေကခေါ်သွားတော့မှလားလို့ပြောနေကရန်တာကအခုတော့ယုံပြီးမလားလို့ပြောလိုက်ပါတယ်။မာချန်ကလည်းနူရီကိုနှိမ့်သိမ့်ပေးနေခဲ့ပါတယ်။အဲ့ဒီနောက်မှာရန်တာနဲ့နူရီအတူရှိနေချိန်မှာ ရန်နာကအကိုသားငါပြောတာနဲ့ရွာလူကြီးပြောတာကိုနားထောင်ရင်ဒီလိုတွေဖြစ်မလာဘူးလို့ပြောနေကငါသူ့ကိုအယမ်းချစ်ပါတယ်လို့ပြောပြီးငိုနေပါတယ်။လူကြီးကလည်းချော့လိုက်ပြီးတွားနာဖို့ပြောလိုက်က ရန်တာထွက်သွားတော့တတိကြီးရဲ့မြင်းကလည်းထဟီလာပါတယ်။လူကြီးကလည်းအားရအောင်ငိုနေရင်ချမ်းလာလို့အိမ်ထဲကိုဝင်နေလိုက်ကသူ့အမေရောအကိုပါမတိခင်မှာချမ်းနေခဲ့တာကိုတတိထားမိသွားပါတယ်။ဒီတော့သူ့ရဲ့ကတဲ့အောက်ကိုကြည့်လိုက်တော့သူ့ရဲ့အကိုကတဲ့အောက်မှာတွေ့တဲ့အရာကိုထပ်တွေ့လိုက်ရပါတယ်။ရန်တာကိုပြလိုက်တဲ့အခါမှာတော့နှစ်ယောက်လုံးနတ်ဆရာစီကိုအပြေးသွားကြပါတယ်။ နတ်ဆရာမစီကိုရောက်တော့တုတ်တန့်မြည်လို့တိလိုက်ရပြီဒါကိုတားနိုင်ဖို့နီလန်းတစ်ခုပဲရှိတယ်လို့ဆိုပါတယ်ရန်တာကလည်းဘာပဲဖြစ်ဖြစ်လို့ပြောတဲ့အခါမှာတော့မင်းရဲ့သွေးကိုစတိရမယ်တာပါပန်တန်အစီရင်ကိုလုပ်ရမယ်အစီရင်ကမင်းတို့ကိုတည်ဆုံးချင်းပိုးတဲ့သူစီကိုတံပြန်သွားလိုက်မယ်လို့ဆိုကစတင်လုပ်ပါတယ်ရန်တာတို့ရဲ့သွေးကိုလည်းယူလိုက်ပြီးခွက်ထဲကိုထည့်ကမိုးတွေကလည်းယွာနေပြီးနှစ်အောင်လုံးကိုလည်းမြေကြီးထဲကိုမြုပ်ထားလိုက်ကနတ်ဆရာမကရုပ်ဖတ်တာတွေကိုစလုပ်ပါတယ်ရန်တာရဲ့အဖေနဲ့အမေကတုတ်တန့်မြည်ကြောင်တည်ဆုံးသွားခဲ့ရတာပါ ဒါဆီယာမကကြက်ရဲ့သွေးနဲ့ရန်သားတို့လူရီတို့ကိုတုံလင်းလိုက်တော့စာရိုဆိုတဲ့လူကလည်းနေမကောင်းထဖြစ်လာပြီးအလောင်းတွေမြင်လာရကသူကတော့တထေးကြီးရဲ့ညီအရင်းပါစာရိုကလည်းကြောက်လန့်နေပြီးအလောင်းကောင်တွေကိုမြင်နေရလို့စိတ်ချောက်ချားနေရင်သူ့ကိုလည်းပဲညစ်ခံရတယ်လို့ဖြစ်လာပြီးလဲကြသွားပါတယ်ဒီချိန်မှာပဲအက်ဆစ်ပလင်းကပွင့်ပြီးသူ့ရဲ့မျက်နှာပေါ်ကိုကျလာတာသူ့အထင်ကတော့တရေကသူ့အပေါ်ကိုအန်ချတယ်လို့မြင်နေကအက်ဆစ်ကြောင့်ပဲတီးဆုံးသွားပါတယ်နူရီကလည်းတရေတွေကိုပဲမြင်နေရပြီ ။ရန်တာကိုလည်းတည်ရဲလို့မြင်နေတာ။တောင်းလန့်အော်ခဲနေပြီးအစီရင်လုံနေရင်ထားပြေးပါတော့လေ။သူမှပြေးနေရင်တည်ရဲကအပေါ်ကနေသူ့နားကိုယောက်လာကမေးလဲတော့ပါလေ။ရန်တာတို့ရဲ့အဖေတတိကြီးကစာရိုကိုဂတိတစ်ခုပေးခဲ့ပြီးအဲ့ဒါကတော့စာရိုရဲ့သမီးအာချံကိုလည်းသူ့ကလေးတွေနဲ့အတူဘွဲရအောင်လုပ်ပေးမယ်ဆိုတဲ့ဂတိပါ။တကယ်တမ်းကျတော့သူ့ကလေးတွေပဲအင်ဂျင်နီယာတွေဖြစ်ဆရာဝန်တွေဖြစ်ပြီးအာချံကတော့တတိကြီးရဲ့မြင်းတိန်ဘဝကိုယောက်သွားတဲ့အတွက်အာချံကလည်းမကျေနပ်တော့အဖေဖြစ်သူကိုငိုပြီးပြောတဲ့အခါမှာ ဇာကာရိုကအစီရင်လုပ်ကတတိကြီးတို့မိသားစုရဲ့ဂဒင်းအောက်တွေမှာအာရန်ကိုထားခိုင်းလိုက်တာပါနူရီကိုလည်းကျင်းထဲကိုပြန်ထည့်လိုက်ပြီးနတ်ဆီယာမကအစီရင်ပြန်လုပ်ပါတယ်ဒီချိန်မှာပဲအာရန်ကလည်းအင်ကိုရောက်သွားပြီးမြင်းကိုတွားပြီးဆွဲနေတော့မှာမြင်းကယုံပြီးထွက်ပြေးတဲ့အခါမှာဇရောက်မှကျိုးကညှိပြီးဒီရိုတိုက်ပါသွားကတော်တဲကိုအရောက်မှာတစ်သားကြုံနဲ့ခေါင်းကိုထိုးပြီးတိတ်ဆုံးသွားပါတယ်ဒီချိန်မှာပဲသူ့ရဲ့အနီးအနားမှာတရေကရှိနေခဲ့ပါတယ်အဲ့ဒီနောက်မှာတော့စာရုံနဲ့အာရန်တို့ကိုတင်းကြိုင်းမှာမြေမြုပ်တကြိုလိုက်ကြပြီး အပြန်မှာမောင်နှမနှစ်ယောက်စကားပြောနေကြရင်ရွာလူကြီးနဲ့ပြောပြီးနူရီကရွာကောင်းဖို့ကူညီပေးမယ်လို့ဆိုပါတယ်။ရန်တာကလည်းအဖေကခွဲမပေးချင်တဲ့နီလန်းတွေကိုရွာကားလူတွေကိုခွဲပေးမယ်လို့ဆိုကာအရင်ကရွာလူကြီးဘူဒီကသူ့ရဲ့အဖေစီကဒီနီလန်းကိုတောင်းတာကိုအဖေကသူ့ရဲ့ပြိုင်ဘက်လို့သဘောထားပြီးမပေးခဲ့ပါဘူး။ဘူဒီကမကောင်းတဲ့လူမဟုတ်ပါဘူးလို့လည်းရန်တာကဆိုပါတယ်။ရန်တာကကျွန်တော်တို့အသက်ရှင်နေတာကမျိုးရိုးစင်စားဒလိအရပကံခွဲတာကလုတ်ဖြစ်သွားလို့လား။တာပါပန်တန်အစီရင်ကြောက်လာလို့မေးလိုက်ပါတယ်။ နောက်ဆုံးမှာတော့နတ်ဆီယာမအိမ်ကိုတကားခောက်နေပြီးနတ်ဆီယာမကဖွင့်ကြည့်လိုက်ကလက်အုပ်ချီအယိုသည်ပေးလိုက်ပြီးအဲ့ဒီလူကရွာလူကြီးဘူဒီဖြစ်နေကဇလန်းလဲပြီးဆုံးသွားခဲ့ပါတယ်ခင်ဗျာအဆုံးထိလိုက်ပါကြည့်ရှုဝေးတဲ့တယောက်ချင်းစီကိုအထူးပင်ကျေးဇူးတင်ရှိပြီးသိချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းများနဲ့အတူကတ်သုံးမကျော်နေနိုင်ပါစေလို့ဆုတောင်းပေးရင်းဤကုန်းချောက်လိုက်ပါတယ်ခင်ဗျာ